မင်္ဂလာပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေလို့နှုတ်ခွန်းဆက်တာအပ်ပါတယ်ဒီတစ်ခါမှာတော့ဘီဟာပီနဲ့ခရခရိုင်မှာရှိနေတဲ့ဂရုပတောင်ကိုသွားရောက်လည်လာကြပါမယ်ဒီဂရုပတောင်ဟာနာမည်၄မျိုးရှိပါတယ်ဂရုပတောင်ဂရုပပဒတောင်ကုကုရပဒတောင်အရှင်မာကသဗတောင်တို့ဆိုပြီးတော့ နာမည်လေးမျိုးနဲ့တည်ရှိနေတဲ့တောင်တော်ဖြစ်ပါလေဒီတောင်တော်ကိုသွားရခြင်းအကြောင်းရင်းကတော့ခနန္ဒာဗုဒ္ဓဂယာဘုရားပုဖွဲမှာတိုးလီတာဖြစ်တဲ့ကိုစင်အောင်ထွေးကအိန္ဒိယနိုင်ငံမှာရှိနေခိုက်ဘုရားပုခီးတည်တွေကလည်းရောက်လာဖို့အတွက်သုံးလရက်လောက်ဆောင်ရမယ့်အချိန်ခါမှာဒီနေရာမှာဘုရားပုလို့ရတဲ့နေရာဌာနတွေရှိလားအဲ့လိုမျိုးအထူးဆန်းနေရာလေးတွေရှိလို့ရှိရင်တွေ့ကျင်ပါတယ်ဆိုပြီးတော့ ပြောလာတဲ့အတွက်ကြောင့်တန်ခါချင်းယဟန်သင်္ကာတော်တွေနဲ့စူပေါင်းပြီးတော့ဂုရုဘတောင်ကိုတွားရောက်လည်လာခဲ့တာဖြစ်ပါတယ်ဒီဂုရုဘတောင်ဟာဆိုလို့ရှိရင်ဘောဒေကာကနေပြီးတော့55ကီလိုမီတာလောက်ဝေးတဲ့နေရာမှာတည်ရှိတာဖြစ်ပါတယ်ကားငယ်လေးနဲ့တွားမယ်ဆိုလို့ရှိရင်တော့တနအီ55မိနစ်ခန့်လောက်မောရမှာဖြစ်ပါတယ်ကားလမ်းလေးကောင်းပါတယ်ယထာလမ်းလေးရှိပါတယ်နန္ဒာယာဇဂျိုကနေ ကားကလေးနဲ့သွားမယ်ဆိုလို့ရှိရင်တော့2နာရီ15မိနစ်20လောက်အထိမောင်းရမှာဖြစ်ပါတယ်။နာလန်ဒါနဲ့ဂူရူပါတောင်ရဲ့လမ်းဟာလည်းပဲကောင်းပါတယ်။အဲ့ဒီနေရာကိုရောက်သွားပြီဆိုလို့ရှိရင်တော့ဂူရူပါဆိုတဲ့ရွာမှာကားကိုရထားခရမှာဖြစ်ပါတယ်။ဂူရူပါကနေပြီးတော့ရထားလမ်းကိုကျော်ပြီးတောင်တို့ရှိရသောခြေချင်းသွားရမှာဖြစ်ပါတယ်။တောင်ကိုရောက်ပြီဆိုတာနဲ့စတင်ပြီးတော့တောင်ကိုတက်ရမှာဖြစ်ပါတယ်။တောင်က နင်းနေမဆောက်တဲ့အတွက်ကြောင့်ဖြည်း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 ချင်းတောင်ကိုတက်သွားတာကပုံပြီးတော့အဆင်ပြေပါလိမ့်မယ်။ဦးစင်းတို့သွားတော့ကဆိုလို့ရှိရင်အချင်းချင်းခါခါနားပြီးတော့ကြွားခဲ့ရပါတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်အသက်ရှူမွားလို့ခဏခဏနားပြီးတော့သွားရတာဖြစ်ပါတယ်။ဒီတောင်တို့ကို ဖောက်လုပ်ထားတဲ့လေကားတွေဟာဆိုလို့ရှိရင်ထုတ်680ကျွတ်ကျွတ်ရှိပါတယ်။လေကားပေါင်းဟာထုတ်680ကျွတ်ကျွတ်ရှိပါတယ်။ အပိုးကိုရောက်သွားပြီဆိုလို့ရှိရင်တော့အဲ့ဒီတောင်ပေါ်မှာရှုခင်းတွေကိုလည်းတဝါကြီးကြည့်လို့ရပါတယ်လေကောက်လေးသန်းလည်းရပါတယ်ဒီဂရုပတောင်ကတော့ထူးထူးဆန်းဆန်းလေးတွေကိုတွေ့မြင်ရမှာဖြစ်ပါတယ်ဂရုပတောင်ရဲ့တောင်ထိပ်မှာအလွန်တရာမှပဲ20 30လောက်မြင့်တဲ့ကြောက်တွန်းတတုံးရှိပါတယ်အဲ့ဒီကြောက်တွန်းရဲ့အလေးတိတိမှာလန်ကလေးရှိပါတယ်အဲ့ဒီလန်ကလေးက နှစ်ယောက်ရှောင်းလို့မရပါဘူးတယောက်ထည့်ပေးသွားရတဲ့လမ်းကလေးဖြစ်ပါတယ်အဲ့ဒီကြောက်တုံးကြားမှာရှိနေတဲ့လမ်းကလေးကနေပြီးတော့ရှေ့ကိုသွားလိုက်မယ်ဆိုလို့ရှိရင် ရှေ့မှာတဆင်အရှင်မကသဗတတင်းသုံးတော်မူတဲ့နှစ်ယောက်ကိုတက်ဖို့အတွက်နောက်လမ်းကလေးမဆက်ဆောက်လေးကိုအဲ့ဒီကြောက်တုံးလေးကြားပဲတက်ရပါတယ်အဲ့ဒီလမ်းကလေးကနေပြီးတော့အပြင်ကိုထွက်သွားပြီဆိုရတဲ့အရှင်မကသဘာတရင်သုံးတော်မူခဲ့တဲ့ကူကို ရောက်ရှိမှာဖြစ်ပါတယ်။အဲ့ဒီအထက်မှာတော့ အရှင်မဂတ်တပတရားထိုင်နေတဲ့ပုံစံကိုထုလုပ်ထားတာဖြစ်ပါလေအဲ့ဒီဂူရဲ့အတိုင်းအခြေကတော့အဝိုင်းအဝိုင်းကတော့လူ6ယောက်9လောက်အေးအေးဆေးဆေးထိုင်နေလို့ရတဲ့နေရာလေးဖြစ်ပါတယ်အဲ့ဒီနေရာကနေပြီးတော့ရှေ့ကိုထပ်တက်သွားမယ်ဆိုလို့ရှိရင်အပေါ်မှာဇေဒီတခုရှိပါတယ်ဆိုတော့ဒီတောင်ပေါ်မှာဘောဓဘာသနဲ့ပတ်သက်တဲ့နေရာကနှစ်ခုရှိပါတယ်အရှင်မဂတ်တပတရင်ဆုံးတဲ့မူရဲ့ဂူနေရာရဲ့ အဲ့ဒီဂူရဲ့အပေါ်မှာဇေဒီတဆူရှိပါတယ်အဲ့ဒီဇေဒီကိုတော့တချို့ကသတိလင်္ကာနိုင်ငံကလှူထားတယ်လို့ပြောတာရှိတယ်လို့တချို့ကလည်းဂျပန်ဗုဒ္ဓဘာသာဖူဂျီအဖွဲ့ကနေပြီးတော့လှူဒန်းထားတယ်လို့ဆိုပါတယ်ဇေဒီရဲ့ပုံစံလံကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့ဇေဒီဟာဂျပန်ရဲ့လက်ဟာဖြစ်နိုင်ခြင်းများပါတယ်အတိအကျမသိခဲ့ရပါဘူးဘောရဘာသာဝင်တွေယူဆတာကတော့ဒီနေရာမှာအရှင်မာကတ်တပတ်ရဲ့အရှင်မာကတ်တပတ်ရဲ့ရှေတော်ရရှိတယ်လို့တချို့ကလည်းယူဆကြပါတယ် ဟိန္ဒူအယူအဆတွေမှာကတော့ဒီဂုရုဘာတောင်ရဲ့ထိပ်မှာဘိသနုဖရာရဲ့ခြေတော်ရရှိတယ်လို့သူတို့ယူဆကြပါတယ်ဒီတောင်တော်ဟာဗုဒ္ဓဘာသာအတွက်ရောဟိန္ဒူဘာသာဝင်တဲ့အတွက်ရောအရေးပါတဲ့အကုတကူဖြစ်ပါတယ်အရေးပါတဲ့တောင်တော်တစ်ခုဖြစ်ပါတယ်ဒီတောင်တော်ရဲ့အမြင့်ပေကတော့900ကျော်ကျော်ရှိပါတယ်ဒီဂုရုဘာတောင်တော်ရှိတဲ့နေရာဟာဆိုလို့ရှိရင်ပီဟာပြည်နယ်နဲ့ဂျာခန့်ပြည်နယ်ရဲ့အဆက်မှာ တည်ရှိနေတဲ့ download ဖြစ်ပါတယ်။ဂျာခန့်ပြည်နေနဲ့ဆိုလို့ရှိရင်ဒီ download နဲ့သိပြီးတော့မဝဲလာတော့ပါဘူး။အရှင်မဂတ်တဘရဲ့ download ဆိုတော့အရှင်မဂတ်တဘရဲ့အကြောင်းကို အချင်းချုပ်ပြီးတော့အနည်းငယ်လေ့လာကြရအောင်ပါ။အရှင်မဂတ်တဘဆိုတာဟာမြတ်စွာဘုရားရှင်ရဲ့သာသနာတော်မှာ အသီတိသာဝကထိမှာဆိုလို့ရှိရင်တတိယမြောက်ပုဂ္ဂိုလ်ဖြစ်ပါတယ်။အရှင်မသာရိပုတ္တရာအရှင်မမကလန်အရှင်မဂတ်တဘဆိုပြီးတော့ အစဉ်အတိုင်းရေးတွက်လို့ရှိရင်တတိယမြောက်သာဝကတပဖြစ်ပါတယ်။အရှင်မဂ္ဂတပဟာဒုတိယမှာဣတတပွေရတော်မူခဲ့တဲ့အရှင်ဖျားတပဖြစ်ပါတယ်။အရှင်မဂ္ဂတပရဲ့ငွေနာမည်ကတော့ပိပလိဖြစ်ပါတယ်။အရှင်မဂ္ဂတပလောင်းလျာပိပလိဟာမဂရတန်ရဲ့မဟာတိဋ္ဌပုံနာရွာမှာမွေးဖွားခဲ့တာဖြစ်ပါတယ်။မဟာတိဋ္ဌပုံနာရွာဆိုတာဟာနာလန္ဒာနဲ့ရာဇဂျောကျမ်းမှာရှိနေတဲ့ရွာတရွာလို့ပြောကြပါတယ်။ ဒါကတော့ခမ်းမှန်းပြီးတော့ပြောကြတဲ့နေရာဒေသပဲဖြစ်ပါတယ်နေရာဒေသအတိကျတော့မဟုတ်ပါဘူးနေရာဒေသအတိကျကိုဖော်ပြထားတာကတော့မဟာတိဋ္ဌပုံနာရွာပဲဖြစ်ပါတယ်အရှင်မကက်သဘလောင်းလျာပိပလိဟာအလွန်တရာမှချမ်းသာတဲ့ပုံနာမျိုးနွယ်မှာမွေးဖွားလာတဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်အဲ့ဒီနေအဲ့ဒီဒေသကိုဆိုလို့ရှိရင်အဲ့ဒီနေအဲ့ဒီဒေသမှာဆိုလို့ရှိရင်အလွန်တရာမှချမ်းသာတဲ့မျိုးရိုးတစ်ခုဖြစ်တယ်လို့ဆိုပါတယ် ငင်းငယ်လေးကရသေးရန်ဝတ်ဖို့အစီအစဉ်ရှိတယ်လို့သူရဲ့စိတ်ကူးထဲမှာအမြဲတမ်းရှိနေပါတယ်တဲ့ဒါပေမဲ့အသက်အရွယ်ရလာတဲ့အခါမှာအမေဖေရဲ့အတင်းပေးစားမှုကြောင့်မေပတ်တာဆိုတဲ့အမျိုးသမီးတယောက်နဲ့အင်ထောင်ပြုကြပါတယ်အဲ့ဒီကနေပြီးတော့အသက်အရွယ်ရလာကြတဲ့အခါမှာတနေ့တော့သတိတံဝေကတွေရပြီးတော့နှစ်ယောက်တိုက်ပင်ပြီးတိုးထွက်ကြပါတယ်တိုးထွက်ကြတဲ့အခါမှာမြတ်စွာဘုရားရှင်ကိုရုံမြတ်ကြီးက အရှင်မာကတ်တဝလောင်းလျာဖြစ်တဲ့ပိပလီကိုတွားရောက်ပြီးတော့ကျူဆိုခဲ့ပါတယ်။အရှင်မာကတ်တဝလောင်းလျာပိပလီကိုကျူဆိုခဲ့တဲ့နေရာဟာရာဇဂျုံနဲ့နာလန္ဒာကျမ်းမှာရှိနေတဲ့စီလောင်ဆိုတဲ့ရွာကလေးဟာတွားရောက်ကျော်ခဲ့တဲ့နေရာလို့တရှောကပြောကြပါတယ်။အဲ့ဒီစီလောင်ဆိုတဲ့ရွာနေရာမှာလည်းပဲသမိုင်းဆိုင်ရာဖယားပထိုးတွေနဲ့ပတ်သက်ပြီးတော့ရှင်းဟောင်းသမိုင်းဝင်နေရာလေးတွေရှိပါတယ်။ဒါကလည်းဒီရွာရဲ့လို့အတိအကျပြောတာမဟုတ်ပါဘူး။ တချို့ခံမှန်းကြတဲ့နေရာဖြစ်တယ်ဆိုတာကိုပြောပြခြင်းဖြစ်ပါတယ်။ဖះရှင်နဲ့အရှင်မကတ္တဝအလောင်းလျာတို့တွေ့ကြတဲ့အခါမှာမြတ်စွာဘုရားရှင်ကိုရမင်းကြီးကဩဝါဒ၃ခုကိုဟောကြားပြီးတော့အဲ့ဒီဩဝါဒ၃ခုရဲ့အပြီးမှာယဟန်ဖြစ်လာတဲ့ထူးထူးခြားခြားပုဂ္ဂိုလ်ဖြစ်ပါတယ်။မြတ်စွာဘုရားရှင်ကိုရမင်းကြီးရဲ့သာသနာတော်မှာယဟန်ခန္ဓာ၈မျိုးရှိပါတယ်။ဥပသမ္ပါဒ၈မျိုးလို့ခေါ်ပါတယ်။ ရကတော့အဟိဘေကုပသံဗလာလာလေယဟန်ဆိုပြီးတော့ခေါ်ဝေါ်တဲ့အတုံးလုံးနဲ့ယဟန်ဖြစ်လာတဲ့ပုံကိုယ်တွေပါသရဏဂမနုဝသံဗလာသရဏဂုံ၃ပါးကိုပေးပြတာနဲ့ယဟန်ဖြစ်လာတဲ့ပုံကိုယ်တွေပါဩဝါဒပရိဂဟနုပသံဗလာဖယားရှင်ရဲ့ဩဝါဒကိုလက်ခံပြီးတဲ့နောက်မှာယဟန်ဖြစ်လာတဲ့ပုံကိုယ်ဖြစ်ပါတယ်ပညာဗျာကရဏုပသံဗလာဆိုတာရှိပါတယ်ပြဒနာကိုမြေဖြေပြီးတဲ့နောက်မှာယဟန်ဖြစ်လာတဲ့ပုံကိုယ်ရှိပါတယ် အထကရုဒ္ဓမပဋိခန္ဓုပသံဗရာကရုဒ္ဓံ၈ပါးကိုကရုဒ္ဓံ၈ပါးကိုလက်ခံပြီးတဲ့အခါမှာယဟန်ဖြစ်လာတဲ့ပုဂ္ဂိုလ်တွေရှိပါတယ်ဒုတင်ဥပသံဗရာတမန်ဖြင့်ခွင့်ပြုရသောယဟန်ဆိုတာရှိပါတယ်အထဝါစီကိုပသံဗရာဘိက္ခုနီသံဃာထံမှာညှက်လျင်လေ့ကျင့်များရှိတဲ့ကမ္မဝါစာတစ်ကျင့်ဘကုသင်္ကမညက်လျင်လေ့ကျင့်များရှိတဲ့ကမ္မဝါစာတစ်ကျင့်ဤသို့နှစ်ကျင့်ရှိကျင့်များဖြစ်သောကမ္မဝါစာတို့ဖြင့်ယဟန်ဖြစ်လာတဲ့ပုံကိုယ်ရှိပါရဲ့ နောက်ဆုံးကတော့ညတိသရတကမ္မပသံပဒာညလင်လေးခြင်းမြောက်ရှိတဲ့ကမ္မဝါဇာနဲ့အဟံဖြစ်လာတဲ့ပုဂ္ဂိုလ်ရှိပါတယ်။အဲ့ဒီထေကမှာပဲအရှင်မကတ္တဝလောင်းလျာဖြစ်တဲ့ပိပလိလူလင်ဟာဩဝါဒပဋိက္ခဏုပသံပဒာနဲ့ထူးထူးခြားခြားဗောဓသာသနာတော်မှာတပါးတဲ့ယဟန်ဖြစ်လာတဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်။ယဟန်ဖြစ်ပြီးတဲ့နောက်မှာမြတ်စွာဘုရားနဲ့အတူတူကျောင်းတော်ကိုပြန်ကြတဲ့အခါလန်ခိတဝဲမှာ မြတ်စွာဘုရားရှင်နားနေတော်မူတော့မြတ်စွာဘုရားရှင်ထိုင်တော်မူရန်သူ့ဘွေပခုံးမှာတင်လာတဲ့အခင်ကိုမြတ်စွာဘုရားရှင်အားမြတ်စွာဘုရားရှင်ကိုရမြတ်ကြီးထိုင်ဖို့ဆိုပြီးတော့ခင်းပေးထားပါတယ်အဲ့ဒီအခင်ကိုမြတ်စွာဘုရားရှင်ကိုရမြတ်ကြီးကအရှင်မကတ္တဗရဲ့သင်္ကန်းဟာအလွန်တရာမှနုံညံ့တော်မူတယ်လို့မြတ်စွာဘုရားရှင် ပြောကြတော်မူတာကိုသဘောပေါက်ပြီးတော့နထတုကိုမြတ်စွာဘုရားရှင်ကိုရမြတ်ကြီးအားလှူဒန်းခဲ့ပါတယ်မြတ်စွာဘုရားရှင်ကိုရမြတ်ကြီးကလည်း ပန္တကုသင်္ကန်းကောက်ပြုတော့ရထားတဲ့မြတ်စွာဘုရားရှင်ရဲ့ဒုက္ခကိုအရှင်မဟာကတ္တဗအာပေးခဲ့ပါတယ်အရှင်မဟာကတ္တဗကလည်းပဲမြတ်စွာဘုရားရှင်ကိုရမြကြီးပေးတော်မူတဲ့သင်္ကန်းကိုအမြတ်တနုအဖြစ်တစ်သက်လုံးထင်းထင်းဆောက်ရှောက်ပြီးတော့ဒုတင်အကျင့်ကိုပဲကျင့်သုံးတော်မူခဲ့ပါတယ် မြတ်စွာဘုရားရှင်ကိုရိုမျက်စိကအရှင်မဟာကသဝကိုမြတ်စွာဘုရားနဲ့တဏ္ဍလေးနေရာမှာထားပြီးတော့ရှင်းမြောက်ပေးခဲ့တာဖြစ်ပါတယ်။ဒီဟာကအလကားမေတ္တတမြတ်စွာဘုရားရှင်ကိုရိုမျက်စိဟာရှင်းမြောက်ပေးခဲ့တာမဟုတ်ပါဘူး။မြတ်စွာဘုရားရှင်ဟာဒီအရှင်မဟာကသဝဟာငါရဲ့သာသနာတော်ကိုဥဆောင်လာမဲ့ပုဂ္ဂိုလ်ဖြစ်တယ်ဆိုရက်ဥဆောင်လာမဲ့ပုဂ္ဂိုလ်ဖြစ်တယ်ဆိုတာကိုသိနေလို့မြတ်စွာဘုရားကအခုလိုမျိုးတွားရောက်ကြိုခဲ့ပါတယ်။သင်္ကန်းတွေလည်းလှည့်လည်ပြီးတော့ပေးသနာခဲ့ပါတယ်။တခြားတခြားသော အရှင်မမကလန်အရှင်သာရိပုတ္တရာအစရှိတဲ့ပုဂ္ဂိုလ်တွေကိုပေးလို့မရဘူးလားဆိုလို့ရှိရင်အရှင်မမကလန်တို့အရှင်သာရိပုတ္တရာတို့ဆိုရဟာမြတ်စွာဘုရားရှင်ကိုရုံးမြတ်ကြီးပြိဋိနိဗ္ဗာန်မပြုခင်အရင်ဥဆုံးပြိဋိနိဗ္ဗာန်ပြုရမယ့်ပုဂ္ဂိုလ်တွေဆိုတာကိုမြတ်စွာဘုရားရှင်ကိုရုံးမြတ်ကြီးကမြင်လို့မှတ်ပါလေဒီအရှင်မကသဝသာလင် သာသနာတော်ကိုဥဆောင်မဲ့ပုဂ္ဂိုလ်ဆိုတာကြိုမြင်ထားပြတာဖြစ်ပါတယ်ဒါကြောင့်တချို့သောပုဂ္ဂိုလ်တွေကဒီအရှင်မကသဝကိုဆိုလို့ရှိရင် စံဃာ of the father ဆိုပြီးတော့ဂုံပြုကြပါတယ်။သင်္ဃာတို့ရဲ့ဖခင် ဆိုပြီးတော့ဂုံပြုပြီးတော့ရှိတူကြတာရှိပါတယ်။အရှင်မဂ္ဂတပဟာဒူတင်ကိုစောက်တည်တဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်။မြတ်စွာဘုရားရှင်သာသနာတော်မှာဒူတင်စေတုံးပါကိုစောက်တည်တဲ့တပါးသေးသော အရှင်ပဲဖြစ်ပါတယ်။သူ့လိုလူသူ့လိုပုဂ္ဂိုလ်သူလိုဒုတင်ဆောက်တင်နေတဲ့ပုဂ္ဂိုလ်ဟာမြတ်စွာဘုရားရဲ့သာသနာတော်မှာတပါးတည်းပဲရှိပါတယ်အလုံးတရာမှ ကြီးညိုစရာကောင်းတဲ့အရှင်မဟာကသပဖြစ်ပါတယ်။မြတ်စွာဘုရားရှင်ကိုရိုမြတ်ကြီးပြိဋိဘံပြုပြီးတဲ့နောက်မှာအရှင်မဟာကသပဟာတရှုသောသင်္ဃာတော်တွေရဲ့အပြုမူတွေကိုကြည့်ပြီးတော့သတိတံဝေကတွေရတဲ့အခါမှာဒီသင်္ဃာကိုငါဥဆောင်မှဖြစ်မယ်။မြတ်စွာဘုရားရှင်ကိုရိုမြတ်ကြီးဟာငါ့ကိုသင်္ဃာဒုက္ခသင်္ဃာလှည့်လည်ပေးခဲ့တာဟာဒုက္ခသင်္ဃာလှည့်လည်ပေးခဲ့တာဟာဒီသဒ္ဒနာတော်ကိုဥဆောင်ဖို့အတွက်ပေးခဲ့တာပဲဆိုပြီးတော့အရှင်မဟာကသပကသဘောပေါက်ခဲ့ပါတယ်။မြတ်စွာဘုရားရှင်ကိုရိုမြတ်ကြီးရဲ့အလောင်းတော် ေဆိုးတဲ့လောက်ကျွန်းတော်မုံပြတဲ့နောက်မှာအဲ့ဒီမှာဆိုးရွားရောက်ရှိလာတဲ့သင်ကတော့အားလုံးကိုဥဆောင်ပြီးတော့ပထမအုပ်ဆုံးအစီအွေကိုကျင်းပခဲ့ပါတယ်။ဖရာပရိနိဗ္ဗာန်ပြုပြီးတော့၃လအကြာမှာရာဇဂျိုပြည်မှာပထမသင်္ကယနာကိုသင်္ကန်း900နဲ့အရှင်မဟာကတ္တဗဥစီပြီးတော့သင်္ကယနာတင်တော်မူခဲ့ပါတယ်။အရှင်မဟာကတ္တဗဟာမြတ်စွာဘုရားရှင်ကိုရမကြီးဟောကြားတော်မူခဲ့တဲ့ဝိနည်းသုတ်တံအပိဓမ္မာတွေကို ချင်းတောင်းသဖွယ်ပြုလုပ်ပြီးတော့သုတ်တံနဲ့ဆိုင်တဲ့နေရာမှာသုတ်တံရဲ့ ဝိနည်းနဲ့ဆိုင်တဲ့နေရာမှာဝိနည်းရယ်အပိဓမ္မာနဲ့ဆိုင်တဲ့နေရာမှာအပိဓမ္မာရယ်ဆိုပြီးတော့အကန့်အသတ်လေးတွေနဲ့စနစ်တကျပန်းကောင်းတဲ့ပွဲစီကုံးပြီးတော့ထားတော်မူခဲ့ပါတယ်ခုဥစဉ်တို့သာသနာတော်ဆက်လက်ပြီးတော့တည်ရှိနေတာဟာအရှင်မဟာကတ္တဝရဲ့ကျေးဇူးတော်ကြောင့်ဖြစ်ပါတယ်ဒီအရှင်မဟာကတ္တဝဟာသတ္တတော်120ထိရှိခဲ့ပါတယ်အဲ့ဒီနောက်ပိုင်းမှာအရှင်မဟာကတ္တဝရဲ့အကြောင်းကိုထေရဝါဒဗောဓပိဋကထဲမှာအသေးစိတ်ရေးထားတာမရှိတော့ပါဘူး အသက်ကြီးသည့်ဒီကိစ္စကောက်တောင်ရဲ့အနိမ့်နမှာအရှင်မဟာကသပဟာတည်င်းသုံးတော်မူခဲ့တယ်လို့ပြောပါတယ်။ဆရာတော်ဘုရားကြီးတွေရဲ့ခံမှန်းတဲ့စကားတွေအရဆိုလို့ရှိရင်အရှင်မဟာကသပဟာဒီကိစ္စကောက်တောင်ရဲ့တောင်ပေါ်နေရာသို့မဟုတ်အဲ့ဒီနဲ့အနိမ့်နာဝန်းကျင်လောက်မှာပြိနိဗ္ဗာန်ပြုတော်မူခဲ့တယ်လို့ယူဆကြပါတယ်။ဒါကတော့ထေရဝါဒပိဋကတ်သုံးပုံမှာလာရှိတဲ့အတိုင်းပြောပြတာဖြစ်ပါတယ်။အရှင်မဟာကသပနဲ့ပတ်သက်ပြီးတော့အကြောင်းအရာတွေဟာမြန်မာနိုင်ငံအစရှိတဲ့ ဘရဝတာနိုင်ငံတွေမှာအယူဆမျိုးစုံရှိကြပါတယ်။အရှင်မဂတ်တဘဂူဟာဝေဘာရတောင်ရဲ့ရှင်မှာလည်းပဲပိပလိဂူဆိုတဲ့နေရာတစ်ခုရှိပါတယ်။အခုအရှင်ပြပြနေတဲ့ဂူရုပတောင်ဆိုတာဟာအရှင်မဟာကတ်တဘအရှင်မဟာကတ်တဘပြိနိဗ္ဗာန်ပြုလို့မွန်ခဲ့တဲ့နေရာလို့ပြောကြပါတယ်။ဆိုတော့ဘလို့ပဲအယူဆရှိရှိဒီတခြားနိုင်ငံတွေရဲ့အယူဆမဟာယနာတွေရဲ့အယူဆကိုကြည့်ကြမယ်ဆိုလို့ရှိရင်အရှင်မဟာကတ်တဘဟာ ဒီကကုဒပတာလို့ခေါ်တဲ့ဒီဂုရုပတောင်ကိုပရိနိဗ္ဗာန်ပြုခါနေမှာကြွလာပြီးတော့အဲ့ဒီတောင်ကို အလေကနှစ်ချမ်းတိတ်ထံပြုပြီးတော့အဲ့ဒီအထဲကိုဝင်ဝင်ပြီးလို့ရှိရင်အဲ့ဒီအထဲမှာပဲဖလားသမဘက်ကိုဝင်ဆိုင်ရင်ပဲအရှင်မကတ္တပဟာအရိမေတ္တရမြတ်စွာဘုရားလောင်းကိုစောင့်ဆိုင်တော်မူနေခဲ့တယ်လို့ဆိုပါတယ်အရိမေတ္တရမြတ်စွာဘုရားရှင်ကိုရမေကြီးနဲ့တွေ့တဲ့အခါမှာသူ့ရဲ့ဒုက္ခကိုလှူပိတာနဲ့သူဟာပြိဋိဘံပြုမယ်လို့ ဒီလိုအယူအဆလေးတွေရှိကြပါတယ်။ဒါကတော့တခြားနိုင်ငံတခြားဒေသသို့မဟုတ်မြန်မာနိုင်ငံမှာတခြားသောပုဂ္ဂိုလ်တွေရဲ့အယူဝါဒတွေကိုပြောပြတာဖြစ်ပါတယ်။ဒီအယူဝါဒတွေကိုပြောပြတယ်ဆိုတာဟာညှင်းခုံဖို့အတွက်မဟုတ်ပါဘူး။ဒီလိုအယူလေးတွေရှိကြတယ်ဆိုတာကိုခုသူရအနေနဲ့တင်ပြရခြင်းဖြစ်ပါတယ်။အိန္ဒိယမှာရှိနေတဲ့ဒီအရှင်မဟာကတ္တဝကုကိုတော့မြန်မာနိုင်ငံကဖျားဖို့တွေတွားရောက်လည်လာခြင်းမရှိကြပါဘူး။အထူးသဖြင့်ထိုင်းနိုင်ငံ၊ကမ္ဘောဒီးယားနိုင်ငံ တိဘတ်ဘူတန်တရုတ်အစရှိတဲ့နိုင်ငံတွေကအများအပြားလည်လာနေတာကိုတွေ့ရပါတယ်။ဒီနေရာကိုတွားရောက်ဖို့မယ်ဆိုလို့ရှိရင်တော့ဗောဒကကနေပြီးတော့နေရှင်းမြန်ခီးတွားလို့ရပါတယ်။လန်ခီးလည်းကောင်းပါတယ်။အရိတန်ကိုတွားမယ်ဆိုလို့ရှိရင်တော့ပေါ်ပေါ်ပါပါအဝတ်အစားလေးတွေဝတ်ပြီးတော့တင်းတော်မဲ့ဖနက်တွေစီးပြီးထီးတွေအောက်ထုပ်တွေယူသွားတာကောင်းပါတယ်။ရေတွေလည်းဆောင်သွားတာကောင်းပါတယ်။ဒီ group တောင်ရဲ့အကြောင်းကို လေ့လာရလို့ တစုံတရာအသိဉာဏ်ဘုသူရာတောပွားလိမ့်မယ်လို့မျှော်လင့်ပါတယ်အားလုံးကျမ်းမှာရှင်းတာကြပါစေ